ချန်ပီယံစိတ်ဓာတ်ကြောင့်ဒုတိယလူကိုသင်ပေးလိုက်တဲ့ကမ္ဘာချန်ပီယံအလုံးမမင်္ဂလာပါ OK Sport ကနေပြန်လဲကြိုဆိုလိုက်ပါရီဒီတစ်ပတ်စူပါဆန်နီရဲ့ပွဲကြီးပွဲကောင်းအနေနဲ့ Chelsea နဲ့ Arsenal ကိုရှင်ပြိုင်ကစားခဲ့ရပြီး Stamford Bridge မှာအမှတ်ခွဲယူနိုင်ခဲ့ကြပါရီဒါပေမဲ့ဒီပွဲဟာပြောစရာတွေများတဲ့ပွဲပွဲပါ Arsenal ကမိနစ်90ကျော်လောက်တယောက်တာနဲ့ကစားခဲ့တာတော့ Chelsea ကိုနိုင်မရခဲ့ပဲဝန်ဝန်နဲ့ပဲပြီးဆုံးခဲ့ပါရီ Chelsea ကဒီပွဲမှာ Arsenal ကိုလဲထိုးဖို့စိတ်ဆုံးဖြတ်ထားပြီးပွဲစကတည်းကဖိအားပေးထားတာပါဒါကြောင့်လဲ Arsenal ရဲ့ဇက်တိုက်ဝါကက်တွေထိကုန်ပြီးပွဲစမှာရင်ဦးချိုးခံလာရပါတယ် ်ဂျက်စီကိုခွင့်ရရရရှိပြီးတွင်းကိုဖြစ်မပြောင်းလဲနိုင်သေးခင်ပါပဲ Moises Caicedo တို့တယောက်အနီးကနေထုတ်ခံလာရပါတယ်ဒုတိယပိုင်းတစ်ပိုင်းလုံးကြံသေးတဲ့အချိန်မှာ Arsenal ကိုနိုင်ရပြီလို့ထင်နေစရာဖြစ်ခဲ့ပေမဲ့လက်တွေ့မှာတော့ Chelsea ကပဲဆက်လက်လွှဲမိုးခဲ့ပါတယ် Chelsea ကအဖွင့်ကိုကို Reece James ရဲ့တောင်းခံပေါ်ကနေ Trevor Shalhoub ကတွင်းယူပေးခဲ့ပြီး Arsenal ကိုအူးဆောင်သွားခဲ့ပါတယ်တရုတ်တာနေလို့တော့ Arsenal ကိုချီပါကုန်းပြင်ရခဲ့ပြီးဝဝန်းနဲ့ပဲပွဲပြီးသွားရပါတယ် Arsenal ကိုရုတ်တရက်ကြည့်လိုက်ရင်တော့ဇယားထိတ်မှဆက်လက်အူးဆောင်နေပါသေးတယ်အတင်းကလည်းအကောင်းဆုံးအနေထားနဲ့ရှေ့ဆက်နေဦးမှာပါပဲ။ ဒါပေမဲ့အာစနယ်ကအရင်ရာသီတုန်းကမာရီကိုပြောင်းပြန်လုပ်နေပြန်ပါတယ်။ပြီးခဲ့တဲ့ရာသီမှာတော့အာစနယ်ဟာအသင်းငယ်လေးတွေနဲ့တွဲဆုံမှုကနေအမှတ်တွေရော့နေခဲ့ပေမဲ့လေဒီရာသီမှာတော့ Liverpool, Man City နဲ့ Chelsea တို့လိုတင်းကြီးပွဲတွေမှာအမှတ်တွေရော့ပြန်ပါတယ်။ Auditor ရဲ့ကြောက်တရားကတော့တူတူပဲဖြစ်ပြီးအသင်းရှုံးမှုကိုစိုးရိမ်နေတဲ့စိတ်ကနောက်ပြန်ဆွဲနေပါတယ်။တစ်ဖက်မှာတော့ဒီရာသီဖလားလူပွဲရဲ့ဦးတရားကလည်းပြောင်းလဲတစ်ထပ်ပြောင်းလဲလာခဲ့ပါတယ်။အာစနယ်ပြန်ပြန်ဟာ Man City နဲ့ Liverpool ဆိုတာကနေအခု Chelsea ကိုပါထည့်တွက်ဖို့လိုအပ်လာနေပါတယ်။ Christmas တော့မရောက်သေးတဲ့အချိန်မှာအခုလိုပုံစံကောင်းပြသနေတဲ့ Chelsea အတွက် 2016တခုလုံးကျန်နေသေးပြီချန်ပီယံနေရာကိုလက်လန်းမိနိုင်တဲ့ဆုလက်တစ်ခုဖြစ်လာပါတယ်။ Chelsea ကလက်လောလာတွေမှာ Anfield ဆရာကြီးကြီးကိုပဲလုတ်ပြခဲ့တာပါ။ Chelsea က Champions League Champion PSG ကိုနိုင်ကစားပြီး Club Popular Champion ဖြစ်လာတယ်လို့မျိုးဒီရသည်မှလည်းဖလားဆောင်ရေခုံတန်တွေကိုဖန်ဆင်းပေးနိုင်စွမ်းရှိနေပါတယ်။ Chelsea ရဲ့ကံကြမ္မာဟာသူတို့ကိုယ်တိုင်လက်ထဲမှာရှိနေပါတယ်။ Chalobah အတွက်တော့စိတ်သက်လူသည်မွေးဖွားလာခြင်းတစ်ခုဖြစ်နေမှာပါ။ Chalobah Morris ကဆုံးပြည့်မဲ့ဘယ်ကံကစားသမားတွေကတယောက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အခုတော့ Chalobah ဟာသူရရှိတဲ့ခွင့်ရကိုကောင်းကောင်းသုံးချရင် လက်ခုတန်တွေကိုခံယူပြီးချယ်ဆီနီးပါးကြီးကိုပြန်လည်အတွေးများစေခဲ့ပါပြီ။ဒီပွဲမှာပရိသတ်စိတ်ဝင်စားဆုံးကတော့ Moises Caicedo နဲ့ Declan Rice တို့ရဲ့ထိတိုက်တွဲဆုံမှုပဲဖြစ်မှာပါ။နှစ်ယောက်စလုံးကဒီဟာဒီအကောင်းဆုံးကွင်းလှည့်စားသမားတွေဖြစ်ကြတာမို့ဘသူပိုကောင်းလဲဆိုတာဖြေရှားခြင်းနေကြပါတယ်။ဒါပေမဲ့ပွဲကောင်းတစ်ပွဲရဲ့အချိန်ကို Caicedo ကသူ့ရဲ့မိုင်းမဲမှုနဲ့ဖျက်ဆီးမိခဲ့ပါတယ်။ကန်စီရိုကလာလာရှိတဲ့ကစားသမားကောင်းတယောက်ဆိုပေမဲ့ရေးချက်မှုပိုင်းမှာတော့လိုအပ်ချက်လေးတွေရှိနေပါသေးတယ်။ကန်စီရိုကအခုဆိုရင်၃ဘွဲ့ပဲပြစ်တယ်မှာကြားခံရတော့မှဖြစ်တာကြောင့်ချယ်ဆီအတွက်တော့နင်းနာမှုတစ်ခုဖြစ်ခဲ့ရပါတယ်။ ဒီလိုဆိုရင်တော့ပြောင်းရွှေ့တက်သားတို့ကိုအတင်းကောင်းဆောင် reach gain ကအကောင်းဆုံးဦးဆောင်ခဲ့ပါတယ်။ဆယ်ယောက်ထဲကျန်နေတော့ကိုတော့အရှုံးမပေးကြရချင်းနေမင်းနေရောကီတရာဇာရဲ့ခွန်အားကိုပြသနိုင်ခဲ့ကြပါတယ်။ James ကညာဆုံးပြင်ဝင်းဖက်ဖြစ်ပါကစားနိုင်တယ်လို့ဒီတစ်ခါလဲကွင်းလယ်ဖြစ်အကောင်းဆုံးသုံးတော်ခံခဲ့ပါတယ်။ James ရဲ့ထိန်းချုပ်မှုတွေက Arsenal တယောက်တာနေရာတော့လွှမ်းမိုးလို့မရအောင်ဖျက်တောက်ထားနိုင်ခဲ့ပြီး Chelsea တို့ကဖိုးတန်တမတ်ရှာဖွေနိုင်ခဲ့ပါတယ်။ Arsenal ကတော့ဒီလိုစိတ်တက်မျိုးနဲ့ဆိုရင်ဒီဟာဒီလဲ Champion နေရာဝေးကွာနေအောင်ပါပါ။ကမ္ဘာ Champion နေရာက Champion စိတ်ဓာတ်ဘယ်လိုမျိုးလဲဆိုတော့ Arsenal တို့ကိုသင်ခန်းစာပေးနေတယ် တို့ဘာလို့ဖလားစုံရရှိထားလဲဆိုတာကိုတက်တည်ပြပေးလိုက်ပါတယ်ကျေးဇူးပေးကြတော့ကျေးဇူးတင်ပါတယ်